သိသူမရှိသေးတဲ့စုဖျားလေးရဲ့နောက်ဆုံးသာဗနာခီကိုဘလို့ကျင်ပါခဲ့ကြသလဲမင်္ဂလာပါပရိသတ်ကြီးတို့ကျွန်မတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စုဖျားလာလို့ပြောလိုက်တာနဲ့မြမရှာစွင့်တမိုင်းထဲမှာမပါမဖြစ်ထင်ရှားသောမိဖုရားတစ်ပါးဖြစ်တယ်ဆိုတာအလုံးသိကြမယ်လို့ထင်ပါတယ်စုဖျားလာမြမနိုင်ငံရဲ့နောက်ဆုံးမိဆက်ဖြစ်တဲ့တီပေါ်မိရဲ့များပြားလာစွာသောမိဖုရားတွေကမှမိဖုရဲ့ကောင်းကြီးဖြစ်မိကြီးရဲ့ချစ်တွေကိုရရှိထားခဲ့သူပါသူမမတီပေါ်မိကြီးနဲ့ရလာတဲ့ကလေး၅ယောက်ရှိခဲ့ပြီးတော့ တအူရေယောက်ျားလေးပါကလေးဦးကတော့မိန်းကလေးတွေပဲဖြစ်ပါရင်ညီမတမိုင်းနေထဲမှာတော့သူမကိုမြတာမျိုးကိုအပိုင်စားရထားတာကြောင့်မြတာမင်းသမီးဆိုပြီးတော့လေတင်စားခေါ်ဝေါ်ထားပါစူပီယာလည်း1896ခုနှစ်အေဘီလာစနေရနေ့မှာနှံတက်ခဲ့ပြီးနိုဝင်ဘာလ29ရက်နေ့1885ခုမှာတော့နှံကြခဲ့ပါရင်ဘယင်ခင်းနေနောက်ဆုံးမင်းဆက်ဖြစ်တဲ့တီဘောမီကိုနှံချပြီးတီဘောမီနဲ့တူစူပီယာလက်တို့ကိုနေချက်အင်္ဂလိပ်တို့ကတိုင်နမစီကိုဖမ်းခေါ်ဆောင်သွားခဲ့တယ်ဆိုတာကိုတော့စာပေတွေ ထဲမှာဖတ်ဖို့ချလိုက်မယ်လို့ထင်ပါတယ်။ဒီကြောင်းတွေကိုလေအားလုံးပြောစရာမလိုအောင်တီးကြပြီးဖြစ်ပေမယ့်စူပီယာလည်းရေဘဝနေဝင်ကြေးကြောင်းကိုပြောရမယ်ဆိုရင်တီးတဲ့သူကအနေချင်းတော့သာရှိလို့နေကြတာဖြစ်ပါတယ်။ဒီတော့ကုံမောင်ခေနောက်ဆုံးမင်းဆက်ရဲ့မိဖုရဲ့ကောင်းကြီးစုဖရလည်းရဲ့ဘဝနေဝင်ခြင်းကဘလို့တွေဖြစ်နေကြမလဲ။သူမရဲ့နောက်ဆုံးသောစာပနာခန္ဓာကိုဘလို့မျိုးလုပ်ပြီးတော့ကျင်းမာခဲ့ကြလဲဆိုတာကိုသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိတူတူကြည့်လိုက်ရအောင်ပါ။ စူပီယာလက်ကတီဝါမင်းကြီးရဲ့ချီအားဆုံးတော်မိပြေကောင်းကြီးဖြစ်ပြီးအလွန်လဲထမြက်လာပါတယ်။မြတာမျိုးကိုလေသူမကိုယ်တိုင်ကိစ္စဝါးဝါးတို့ကိုချုပ်ကင်ထားသလိုသူမရဲ့စူးစမ်းမှုတွေကြောင့် သီရိဘာဘာယရနာဒေဝီဘွဲ့ကိုလည်းရရှိထားပြီးအတိမဲ့ပြုထားခြင်းခံထားသူပါစူပီယာလက်ကို AD 59ခုနဲ့တက်ကြရီ1222ခုနဲ့တတော်လာပြည့်ကျော်လေးရဲ့နေမှာမင်းတော်မင်းနဲ့အလေနန်းဆန်မိဖုရားတပါဖြစ်တဲ့စင်ဖြူမရှင်တို့ကမွေးဖွားခဲ့ကြတာဖြစ်ပါတယ်စင်ဖြူမရှင်မိဖုရားကြီးမှာတမီသုံးဦးရှိကြပြီးတော့မိဖုရားကြီးစူပီယာလက်စူပီယာငယ်ဆိုပြီးအမိပေးထားခဲ့တာပါအစာပိုင်းမှာတော့စေပြူမရှင်ဟာတိပေါင်းမိသားနဲ့စူပီယာကြီးကိုလက်ဆက်ပေးခဲ့ပေမယ့်ညံရီထက် ပြတ်တယ်လို့အကွက်လဲမြင်တဲ့စူပီယားလက်သားမိပြေကောင်းနေရကိုရရှိအောင်ဆွတ်ဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်မေစူပီယားလက်ဟာတမိုင်းထဲမှာနမေကျော်ရဲ့ပြင်မာတစ်ပါးဖြစ်အသိမဲ့ပြူချင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ဂျာပင်စူပီယားလက်ဟာကြီးမြတ်တဲ့သူပြီးပြီး တီဘောပြည်နေမြစ်သားများခဲ့သောအရက်သူဒိုင်းခေခင်အားအာတမအနေနဲ့တက်ဖြတ်ကကိုမျက်စီခဲ့တာကြောင့်လည်းထင်ရှားခဲ့ပါသည်1885ခုနှစ်မှာတော့နေထက်ဗီတီရှားတို့ဟာတီဘောမိနယ်စုပြားလက်တို့ကိုနန်းချပြီးတော့မြန်မာတပီလုံးကိုသိမ့်ပိုက်ခဲ့ကြပါသည်အဆိုပါခုနှစ်ကတော့အတော်လေးကိုမှအော့အော်တောင်းနေဖြစ်သွားခဲ့ရပြီးတီဘောမိနယ်စုပြားလက်တို့ပါဝင်အခြားသောဆွေတော်မျိုးတော်တော်ဆက်သူတွေကိုပါမန်လီလီစေကနေတင်းမောဖြစ်အတင်းအကျပ်ခေါ်ဆောင်သွားခြင်းကိုခံလိုက်ရတာဖြစ်ပါသည်အနောက်မှာတော့သူတို့နှစ်ဦးလုံးကိုအိန္ဒိယပြည်မက်ဒရက် န်းမြို့မှာရှိတဲ့ရနာဂီရီမြို့လေးမှာနေအိမ်အခြေချုပ်ဖြင့်ဖမ်းဆီးကျဉ်းချခြင်းကိုခံရပါတယ်။ဒါကြောင့်မေသူတို့နှစ်ဦးလုံးပေါင်းပြီးတော့ကုသိုလ်ပြုထားတဲ့မြတ်တော်ကျောင်းတဲ့ကြီးပြီးဆုံးသွားချိန်မှာတော့မှရည်စဲချနိုင်ခြင်းမရှိကြပါဘူး။တိဘောမင်းဟာသူနဲ့ရမဆန်ခင်အထိမြန်မာနိုင်ငံကိုလုံးဝပြန်လာခွင့်မရှိခဲ့ပါဘူး။သူဟာတိုင်းဒမမှာပဲနှစ်ပေါင်း30ကျော်နေသွားခဲ့ရပြီး1936ခုနှစ်ဒီဇင်ဘာလမှာတော့စီးကျူရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒီဘောမင်းကွယ်လွန်ချိန်မှာတော့တက်တော်58နှစ်သားရှိတဲ့ဒေတာပါအဲနောက်ပိုင်းမှာတော့စုဖျားလက်ဟာသူနေထိုင်ခဲ့တဲ့မြန်မာပြည်ကိုပြန်လာခွင့်ရရှိခဲ့ပြီးရန်ကုန်မြို့မှာ ပြန်လည်အခြေချခွင့်ရရှိခဲ့ပါတယ်1925ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာတော့တက်တော်66နှစ်ရွယ်မှာတော့နှလုံးရောဂါဖြင့်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် စုဖျားလက်ကမြန်မာပြည်သူပြည်အောင်ချိန်မှာလဲ9နှစ်လောက်သားနေသွားခဲ့ရတာပါ။နိုဝင်ဘာ24မှာတည်ဆုံသွားခဲ့တဲ့စုဖျားလက်ရဲ့စာပနာခန်းတော်ကိုဒီဇင်ဘာ29ရက်နေ့မှာတော့ရန်ကုန်မြို့မှာကျင်းပခဲ့ကြပါပြီ။သူမ၏စာပနာခန်းတော်ကိုကျင်းပဖို့ချာလီလန်းလို့ခေါ်တွင်ခဲ့တဲ့ကိုမင်းကိုချစ်လက်မှာရှိစုဖျားလက်ရဲ့နေအိမ်တော်ကနေရုံလောင်းကိုတည်ယူခဲ့ကြတာပါ။မွန်တက်တနားရီရောက်မှာတော့သူမရဲ့ရုံလောင်းကိုရွှေတကောဖျားတောက်ပတ်မှုမှာဂူသွင်းတဲ့ချို့ဖို့စီစဉ်ခဲ့ကြပါပြီ။ ဆိုင်တော်ကနေတွားရလန်ခီမှာလဲမိဖုရားကြီးရဲ့အသက်စေလိုက်ကောင်းမှုကုသိုလ်ပြုလုပ်ထားတဲ့လေး66စီပါဝင်ခဲ့ပါတယ်။အလူတန်းကြီးရဲ့နောက်မှာလဲပလိတ်တွေကိုစီတန်းထားခဲ့ပြီးဆိုင်းနေပုံနေနဲ့စီကားစွာကျင်းပခဲ့ကြပါတယ်။ မိဖုရားကြီးအလောင်းတော်ကိုလေထိပြူရှက်လက်မိုးပြီးတော့ရမားလို့ခေါ်တဲ့ကျိုးကိုဆွေတော်မျိုးတော်တို့ကဆွဲကြရတာဖြစ်ပါတယ်။မိဖုရားကြီးရဲ့ရုံလောင်းကိုလေကတော်မင်းပန်းကျန်နေမှရှိတဲ့ကံတော်မင်းဥယျာဉ်တွင်မှကုသွင်းတကြိုခဲ့တာဖြစ်ပါတယ်။မိဖုရားကြီးကိုလေးစားသမှုနဲ့ထိုခေတ်ကမြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ ဘရင်ကစာဟာကုတ်ပတလာကိုရိုင်းလာလျှောက်ပြီးတော့အချိုသေးပေးခဲ့တာဖြစ်ပါတယ်။အဆိုပါပြင်ကန်လာရောက်တာကိုလီဗီဒီရှာပါမမှာမှတ်တမ်းတင်ထားခဲ့ကြတာဖြစ်ပါတယ်။စူပီယာလာထက်မြက်သူဖြစ်တာမှတ်ပေးမယ်လေ။သူမရင်နှန်းစားတဲ့အသက်26နှစ်အရွယ်ကနေကွယ်လွန်ခြင်းအသက်66နှစ်ကြာတဲ့အထိပြင်းစင်းရဲစွာ နေထိုင်ခဲ့ရတာဖြစ်ပြီးတော့ကံမကောင်းခဲ့တဲ့မိဖုရားတစ်ပါးပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့မြန်မာနိုင်ငံရဲ့အဓိကထင်ကရမိဖုရားတစ်ပါးဖြစ်တဲ့စုပြားလေကျောင်းကိုအားလုံးသိအောင်ပြပြခဲ့တာဖြစ်ပါတယ်။နောက်တစ်လေအခြားသောတမိုင်းကျောင်းရများကိုပြန်လည်တင်ဆက်ပေးမှာဖြစ်တာကြောင့် Channel ကို Like and Subscribe လုပ်ခဲ့ပေးပါအောင်ရှင်။အဆုံးထိကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။